အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆရာကြီးဦးအောင်သိရဲ့မြို့ဆက်တဲ့ရဲ့မဟာမိတ်ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်။နာတော်သားစင်ကြပါအောင်ရှင်။ငါကကွန်ပျူတာလေးတစ်လုံးနဲ့စာရေးနေတာပါ။ငါမီးအလက်ကောင်ကဆူဆူဆဆရောက်လာတဲ့ပြီးဖို့ဖို့ဒီမုန်းကဘသူပေးတာလဲရင်ငါဝဲလာတာပေါ့ကွာ။ငါကလက်မကြည့်ပဲဖြေလိုက်ပါတယ်။ဟာဖို့ဖို့ကြည့်ကလည်းအကောင့်မေးနေတာကိုအေးလေငါကလည်းအကောင့်ဖြေနေတာပဲ။ ဟာဖိုးဖိုးကြီးကလည်းဘာကတကယ်သိကျင်လို့မေးနေတာကို ဟုတ်ပါတယ်ငါဝဲလာတာပါဆိုနေမှတော်ပြီဗျာမဟုတ်တာပြောနေတာဖိုးဖိုးကြီးဘယ်တော့မှမုံဝဲစားဘူးလို့လဲတတလုံးသူများပေးတာတွေကြီးစားနေတာငါမှဘာပြန်ပြောရမှန်းတော့မသိပါဘူးကွယ်မုံကချောကလက်ဝေပါမုံတုတ်ကလေးပါဒါပေမဲ့သူပြောတာလည်းဟုတ်တော့ဟုတ်သားဒီလိုမျိုးမုံတွေကိုငါကဝဲစားလည်းမရှိတာလည်းအမှန်ပဲကျောင်းဆရာလို့တက်ကလည်းရင်းလာပြီး စာရေးဆရာတယောက်အနေနဲ့ရေးသက်ကလည်းရလာပြီးအသက်ကလည်းကြီးပြီဆိုတော့တပည့်တပန်းတွေကလည်းများလာတော့တာပေါ့ဒီတော့သူတို့တွေကကရော့ပစ္စည်းအဖြစ်လက်ဆောင်အဖြစ်မုံတို့စားဆရာတို့လာလာပြီးပေးကြတာပေါ့ကွယ်ဒီတော့ဒီလိုမုံတွေကိုဝယ်စားမနေရတော့အောင် ရှိတတ်ပါတယ်ဒါပေမဲ့ဒီအကောင်ကတတလုံးသူများပေးတာကြီးစားနေတာလို့ပြောလိုက်တော့အောင်တတနေလိုက်ရတော့မလို့လို့ရေဘဲရေလိုက်ရတော့မလို့လို့ဖြစ်သွားလိုက်သေးတယ်ငါ့ကိုသာဒီလိုပြောဝင်တာသူ့အဖေနဲ့အမေကြတော့ ပြောဝတ်နာမဟုတ်ဘူးတခါတလေသူ့အဖေအမေနဲ့ပတ်သက်လို့မကျေနပ်တာရှိရင်ငါရှီလာရက်ပြီးဖိုးဖိုးရေဖေကြီးကဘာမှလည်းမသိဘူးဗျာဘာညာနဲ့လာပြီးအတင်းပြောတတ်သေးတာမနေ့တနေ့ကတော့စားလေးတစ်ချောင်းတွေ့ရကြောင်းဒီကောက်ကိုသွားပြီးတရေရလိုက်သေးတယ်ဘယ်မှာတွေ့တာလဲဆိုတော့စားအုပ်ကြီးတွေဘာတွေတဲကတွေ့တယ်မထင်လိုက်နဲ့လန်ဒန်က Miss Elo ခေါ်ဒေါကင်ကင်ကျော့ကငါစီကိုနှစ်တိုင်းအိတ်ဆောင်ဒိုင်ယာရီလေးတအုပ်ပို့ပေးလေးရှိတယ် ဲ့ဒီတန်ရာတွေကစာမျက်နှာတိုင်းမှာမှတ်သားစရာကောင်းတဲ့စာစုလေးတစုထည့်ပေးလေးရှိတယ်။အဲ့ဒီစကားစုလေးတစ်ခုကိုတွေ့လိုက်တာကြောင့်ဒီကောင်တွေကိုသွားပြီးတတိယမိလိုက်တာပါ။အဲ့ဒါလေးက Every generation robot is father and make proud when is grandfather. မျိုးဆက်တို့ဒီဖခင်ကိုပုံကံ၍အဖိုးနဲ့မဟာမိတ်ဖွဲ့တတ်ကြ၏တဲ့။အထက်ကစကားလေးကို ပြောတဲ့သူက Louis Marfort 1895 1990ပါ။ မက်ဒီကယ်လိုမျိုးလူမှုဗေဒပညာရှင်ပေါ့ကဲစဉ်းစားကြည့်ကြလေကွာဒီစာအုပ်ကိုပတ်ပြီးဒီကောင်းနေကိုတတိမရပဲနေနိုင်မှာတော့မလားဒီမနက်စောစောကပဲသူကလန့်ပြီးဖုံးဆက်လိုက်သေးတယ်ဖို့ဖို့ကြီးတတော်စာမှုဝက်ဖြေဖို့သွားတော့မယ်စာမှုဝက်ပြီးရင်မောင်ဘိုးတထောင်စီပေးဖို့အသင့်ပြင်ထားနော်နဲ့မဟာမိတ်ဖွဲ့သွားတာလေမိဘတွေကတော့သူတို့သားသမီးပြည့်စုံမှာဆိုလို့အလိုမလိုက်ဘူးဒိုကနေတောင်ကနေခောက်ထစ်ပြစ်တာ သူတို့အမေကစိတ်မတည်ရင်နီးရနဲ့ကောက်ရိုက်ပြတာစပင်းနီမစိုးရဘူးလို့ပြောထားရဲ့နဲ့ဆိုလာလို့ဆိုပြီးသူ့အဖေကသူ့ကိုကရုံးတုံးပြလိုက်တာနောက်ပြီးအချုပ်ကလေးတွေစပင်းလေးနည်းနည်းလောက်ကိုအရှိကြီးခြံထားပြီးပါပေါ်မှာတန်းလန်းချထားတတ်တယ်မဟုတ်လားသူကဘယ်လောက်ခွင့်ရမလဲသူ့အဖေအမေနဲ့တွေ့သွားမှာပေါ့ဒါတောင်မှတစ်ခါမှငါ့စီကိုရောက်လာသေးတယ်အဲ့ဒီလိုစပင်းရှိတန်းလန်းကိုပါပေါ်မှာချလိုက်လို့ငါကဆွဲကန်ကြည့်မယ်လို့တော့အကိုက်မခံဘူး ။နောက်မှချော့ပြီးမေးကြည့်တော့ကာမလီတယောက်ရှိရသပင်ကိုတောင်းယူတယ်ဆိုပဲ။ကာမလီကပဲပေးချင်မလဲ။သူကတေချာချော့မော့ပြီးတောင်းမှတော့နက်နက်ဖြတ်ပေးလိုက်တဲ့။အဲ့ဒါကိုသူ့သပင်နဲ့ကပ်ပြီးဆက်ထားတာလေ။ဘာနဲ့ကပ်တယ်လဲတော့မမေးလိုက်မိပါဘူး။ဒီကောင်ကဒီနေ့တော့ဖြင့်ရှစ်တန်းဖြေတော့မှပြီးကြတဲ့နှစ်ကသူတို့သန်းနဲ့မှာကာမလေးနှစ်ယောက်ကအချင်းချင်းရင်ဖြစ်ကြတာကက်ကလန်နေတယ်ဆိုကိုတရန်လုံးကလည်းဝမ်းပြီးကြည့်နေကြတာပေါ့အဲ့ဒီချိန်မှာဆရာမလည်းမရှိလို့နေမှာပေါ့ အဲ့ဒါကိုဒီကောင်ကသူတို့နှစ်ယောက်ကြားထဲဝင်ရက်ပြီးနင်တို့ကလည်းဟာငါအတွက်နဲ့တော့ဒီလောက်စကားများမနေကြပါနဲ့ငါပြေလည်အောင်လုပ်ပေးပါမယ်လို့ပြောလိုက်တဲ့ဖဖို့ကြီးဟာသူတို့နှစ်ယောက်စလုံးကအမဲနင်ငါများဆိုပြီးကျွန်တော်ကိုဝိုင်းထူလိုက်ကြတာကျွန်တော်မှဟုတ်အွန်းနဲ့နေတာပဲဒရန်လုံးကလည်းဝိုင်းရေကြတာပေါ့သူတို့လည်းရဲကြပြီးရံပွဲလည်းပြီးသွားရောတဲ့အဲ့ဒါငါမဟာမိတ်ကပြောပြတာလေငါမှအတော်ကိုအံ့ဩသွားတယ်သူပြောတာကိုနားထောင်ပြီးရဲလဲရဲမိတယ် သူကတော့ဘာမှမထူးခြားသလိုထမင်းစားရတော့လောယူးလောစင်ခက်အေးအေးပဲပြော့သွားတာဒီကစ်ကလေးတွေက တို့များငငယ်ကနဲ့မတူကြဘူးသူအောင်ငယ်ကောင်ကလည်းတမျိုးမြဝရီရုံမြင်တန်ကြမှာကြောက်စင်းလက်ကောက်ပါရင်တရီထားဆိုတဲ့ဟာတာကလာပူလိုက်တယ် အဲ့ဒီထဲမှာဇက်လိုက်လူကြီးဆိုတာကို သူ့မိမကမကျင်နဲ့ရင် မောင်ကော်ဖီနံလေးကောင်းလားလာကြည့်စမ်းပါအောင်လို့အဲ့တဲ့ရီကြားကနေပြီးအိမ်ကနဲ့ခေါ်လာပြီးထုလိုက်ရိုက်လိုက်လောက်တာအကြိမ်ကြိမ်ပဲခုနကပြောတဲ့ငါမြင့်ငယ်ကောင်ကိုတခါမှတော့သူ့အမေငါသမီးကအတော်ကြည့်တော်သဖြစ်တာကြောင့်ဒုတ်ကိုယူလာပြီးလာစမ်းနင်ဒီတော့ကိုနန်းထားဆိုတော့ဟိုကောင်ကသူ့အမေတော်သားကိုလည်းသိနေတာမို့ကြောက်ကြောက်နဲ့နန်းရတာပေါ့သူ့အမေကဒါတင်မနေသေးဘူးဘာနန်းရလဲမေးတယ် မဖြေဘူး။ဘာနဲ့ရလဲလို့ဒေါသနဲ့နောက်တစ်ခွန်းချက်မိလိုက်တော့မှလူကြီးကော်ဖီနဲ့ရတယ်လို့ပြန်ဖြေလိုက်တော့ရုတ်တရက်နားမလည်လိုက်ဘူး။နောက်မှကြောက်စင်းလက်ကောက်ပိုင်းသတိထားကိုသတိရသွားပြီးဒီကောင်ကိုမရိုက်နိုင်ပဲထိုင်းရင်နေရတယ်လို့ပြောတယ်။မျိုးဆက်စ်ကိုထိန်းရတာအတော်ခက်တယ်နော်။ဒါပေမဲ့ခက်နေတာကသူတို့ကငါတို့အနာက ဖြစ်နေပြန်တယ်။စိတ်ရှည်မှဖြစ်မှာပေါ့။ကိုအေးသူ့အေးလေကွယ်။